တိုင်ယာပရက်ရှာဆန်ဆန်ပါလာလေးကပိုပြီး safety ဖြစ်တယ်လို့ခေါ်တယ်။ green နဲ့တသားနဲ့ပုံဖော်ပေးထားတဲ့ design လေးကတော်တော်လေးမိုက်တယ်။ original size spare wheel ကိုအသုံးပြုပေးထားဆိုရင်ဒီကားလေးရဲ့အားသာချက်ပြ remove နဲ့ကားဆက်ကိုချိုပြီးတော့နှိုးထိုးနှိုးထားလို့ရတဲ့ function တွေကလည်းကောင်းမယ်ဆိုတော့ဒီချက်လောက်ဆန်ကြည့်လိုက်အောင်။အဂရက်ဆစ်ဆန်ပြီးသူမတူတဲ့ signature headlight design နဲ့လုံးဝ design မှာပြောင်းလဲသွားပြီဖြစ်တဲ့ကားလေးတစ်စီးကိုမိတ်ဆက်ပေးမယ်။ဒီကားလေးကညွန်နေ creator ဒီကားလေးမှာဆိုရင်အရှိဘက် grey design က aggressive ဆန်ပြီးတော့ data running light ကဆိုရင်လည်း grey နဲ့တသားနဲ့ပုံဖော်ပေးထားတဲ့ design လေးကတော်တော်လေးမိုက်တယ်ပြီးတော့ LED headlight နဲ့ fog light မျိုးကိုအောက်မှာတစ်ဆက်တည်းတပ်ဆင်ပေးထားပြီးတော့ဒီမှာမြင်တွေ့နေရတဲ့ saver color highlight လေးကအောက်ဘမ်ပါအထိတစ်ဆက်တည်းတုံ့ပြုပေးထားတာလေးကကားရုပ်ထွက်ကိုတော်တော်လေးမိုက်တယ်အနောက်ဘက် design ကိုပြောရမယ်ဆိုရင်အပေါ်မှာ decay မီ signature LED daylight မီနဲ့ အလယ်မှာညွန်တဲလိုကိုခရီတာလိုကိုနဲ့အတူအောက်ဘမ်ပါမှာဆိုရင်လေ gray color highlight fog ဖြစ်တာရဲ့ဒီဇိုင်းလေးရာအနောက်ပိုင်းလုတ်ကိုပို့ပြီးတော့ sporty လို့ဆန်နေတာကိုတွေ့ရမယ်။နောက်ပိုင်း option လေးတစ်ခုအနေနဲ့တကားဖွင့်တဲ့ခလုတ်ကတော့မှာပဲပါလာပြီးတော့ခလုတ်ကို2 second လောက်ပိုးလေးလှုပ်ထားရတယ်။ကားတကားဖွင့်သွားပြီးတော့ဖွင့်လိုက်မယ်ဆိုရင် အပေါ်မှာ short ပါလေးပါလာပြီးတော့ story space ကဆိုရင်လည်းတော်တော်လေးကြကြဝဝရှိမယ်ဒါရင်မဟုတ်သေးပဲねဒီနောက်တန်းခုံလေးကိုခောက်ချလိုက်မယ်ဆိုရင် story space ကိုပို့ပြီးတော့ကြကြဝဝဖန်တီးနိုင်မယ်ပြီးတော့အောက်မှာဆိုရင်လည်း original site spare wheel ကိုအသုံးပြုပေးထားဆိုရင်ဒီကားလေးရဲ့အားသာချက်ဖြစ်တယ်ပေါ့နော် okay နောက်ခန်းလေးလည်းကြည့်ပြီးပါပြီဆိုတော့ကားဘေးဘန်ဒီဇိုင်းကိုကြည့်လိုက်မယ်ဆိုရင်လည်း saver color highlight root design နဲ့အန်လေးဒီပတ်မှတ်မိကြော် ဆက်ကုန်လည်းမှာ diamond can aluminum အလွိုင်းကိုအသုံးပြုပေးတာပြီးတော့ဒီကားမှာထူးခြားလာတာလေးက tire pressure စမ်းစမ်းပါလာတာလေးကပိုပြီး safety ဖြစ်တယ်လို့ခန်းစားရတယ်။ဒါရင်မဟုတ်သေးပဲနဲ့နောက်ထပ်ထူးခြားတာကဒီကားရဲ့မဝင်ခင် remote နဲ့ကားဆက်ကိုချိုပြီးတော့နှိုးထိုးနှိုးထားလို့ရတဲ့ function လေးကတော်တော်လေးမိုက်တယ်။အဲ့တော့စမ်းကြည့်လိုက်မယ်။ Okay ကားဆက်လေးကနှိုးသွားပြီအတွင်းခန်းလေးကိုဒီချက်လောက်တက်ကြည့်လိုက်မယ်။ ကာရကကဂီလက်အန်ထရီစတင်ဖြစ်ပြီးတော့အတွင်းငန်းဆိုရင်လည်းတော်တော်လေးကျယ်ဝန်းတာကိုတွေ့ရမယ်ပြီးတော့ဒီကရဲ့အင်တီရာဘိုင်းဒီဇိုင်းကအနက်ရောင်အခြေခံထားပြီးတော့စေဘာကာလာဟိုင်လိုက်ဒီဇိုင်းနဲ့အတူအရှိအလယ်စပီကာပေါက်ပေါဝင်လာပြီးတော့စေဘာကာလာဟိုင်လိုက်အဲကွန်ပေါင်းဒီဇိုင်းနဲ့အလယ်ကဆယ်လဲမအင်ဖိုတိန်မန့်ဆော့ဖ်ဝဲမှာဆိုရင်လည်း Epic Play နဲ့ Android Auto အသုံးပြုလို့ရပြီးတော့အောက်မှာဆိုရင် Aircon Adjustment Cloud တွေပါလာမယ်ပြီးတော့ Wi-Fi နဲ့ Charging ဖြစ်သွားပြီးတော့ USB အသွင်းပေါင်းနဲ့အလယ်မှာဆိုရင် ကျွဲဖို့ခြားခြင်းပေါ့ပါဝင်လာပြီးတော့ gear pattern design อ่ะဆိုရင်လည်းပြောင်းလဲသွားမယ်ပြီးတော့ driving mode အနေနဲ့ economy sport အသုံးပြုလို့ရပြီးတော့ parking อ่ะဆိုရင်လည်း electric parking brake ဖြစ်သွားပြီးတော့ပြီးမှ mini storage space အနေနဲ့အတူအလဲက cat holder design อ่ะဆိုရင်လည်း LED mini နဲ့ mini လေးနဲ့ဟို design ဆင်ပေးထားတာလေးကတော်တော်လေးမိုက်တယ်ပြီးတော့ဒီအလဲကကျိုးပေါက်ကဆိုရင်လည်းတော်တော်လေးကျယ်ဝန်းတာကိုတွေ့ရပြီးတော့အပေါ်မှာဆိုရင် စာကြည့်မိရေပါဝင်လာပြီးတော့ထူးခြားချက်အနေနဲ့ sunglasses story တော့ပါဝင်လာတာကိုမတွေ့ရဘူး။ထိုင်းကုန်မှာဆိုရင်လည်း artificial လေသာသားကိုအသုံးပြုပေးထားပြီးတော့ဒီကားမှာ safety bind အနေနဲ့ air bag 6လုံးတပ်ဆင်ပေးထားတာ။သူ့ရဲ့ harness ကိုပြောရမယ်ဆိုရင်ဟောထိုင်းကုန် seat တရား motor မှာဖြစ်သေးတာတော့သူ့ရဲ့ harness လို့ပြောရမယ်ပေါ့နော်။ digital instrument cluster cruise control နဲ့ steering volume control ကိုပါဝင်လာပြီးတော့ steering wheel design ရဆိုရင်လည်း sporty လို့ဖန်တီးပေးထားပြီးတော့ Oreo ဘိုင်းမှာဆိုရင် Boost Oreo System ကိုအသုံးပြုပြီးထားရတဲ့အတွက်သူ့ရဲ့ speaker ဘယ်လောက်ထိ performance ကောင်းမလဲဆိုတာကိုတစ်ချက်လောက်ဆန်းကြည့်လိုက်အောင် Oh Oreo ပိုင်းရဲ့တာထွက်ကတော့တော်တော်လေးမိုက်တယ်။ Okay ဒါဆိုရင်ကျွန်တော်ကားရဲ့နောက်ခံလေးကိုတစ်ချက်လောက်တက်ကြည့်လိုက်အောင် ကားရဲ့အနောက်ခံလေးရလည်းတော်တော်လေးကျယ်ဝန်းပြီးတော့ black leather design ပဲအခြေခံပြီးအသုံးပြုပေးထားတယ်။ PND Donhan လေးကကျတော့ silver color highlight design ဖြစ်ပြီးတော့အရှိမဆိုရင် brown aircon ဖြစ်သွားမယ်။ဘေးမှာ USB အသွင်ပေါင်းနဲ့ mini storage space လေးပါဝင်လာတာကိုတွေ့ရပြီးတော့ကျောင်းထိုင်ကုန်ရဲ့အလယ်မှာဆိုရင်လည်းထိုင်ကုန်လက်တန်းပါဝင်လာတဲ့ဟာလေးကတော်တော်လေးမိုက်ပြီးတော့အနောက်ခံကလည်းတော်တော်လေး comfort ဖြစ်တာကိုခံစားရတယ် အင်ဂျင်က MPI အင်ဂျင်မျိုးစောက်ကိုအသုံးပြုပေးထားပြီးတော့အင်ဂျင်ပေါ်မှာ1.5နဲ့စီစားအတော်တတက6 speed automatic transmission ဖြစ်တဲ့အတွက် maximum torque အနေနဲ့ဆိုလဲ144 Nm ထိအသုံးပြုလို့ရမယ်ပြီးတော့0 to 100 km ကို11.4 second နဲ့အသုံးပြုလို့ရတာလေကသူ့အင်ဂျင်အားသာကျလေးဖြစ်တော့ဗောနော် conclusion အနေနဲ့ပြောရမှာဆိုရင် aesthetic ဆန်ပြီးတော့ futuristic ဖြစ်နေတဲ့ design နဲ့ အဝေးကကြည့်လိုက်တာနဲ့တိတာထင်ရှားနေမဲ့ကားမျိုးကိုရွေးချယ်ခြင်းနဲ့ဆိုရင်ဒီကားလေးကိုကျွန်တော်အနေနဲ့ recommend ပေးခြင်းပါတယ်ဒီကားလေးရဲ့ဈေးနှုန်းက1860 black wing ကိုဖြစ်ပြီးတော့ဒီက color option အနေနဲ့ဆိုရင်လည်း black gray နဲ့ white ဆိုပြီးအယုံ၃ယောက်ရွေးချယ်လို့ရမယ်ပြီးတော့ဒီကားလေးကဒီ brand new SKD ဖြစ်တဲ့အတွက်ကြောင့်သူက showroom run ရည်အနေနဲ့ဆိုရင်လည်း3နှစ် kilo တသိန်းပေးထားတာလေးကတော်တော်လေးမိုက်တယ်ဆိုတော့ compare SC ဒီအမျိုးအစားလည်းဖြစ်တယ်ပြီးတော့ sporty လို့ဆန်တဲ့ဒီဇိုင်းမျိုးတွေကရွေးချယ်မယ်ဆိုရင်ဒီကားလေးကိုတမိုင်းလမ်းဆုံးမှာရှိရယ် ယူနေရှိုးရမှာလာရောက်ဆက်သွယ်ဆုံးကမြန်မာဝယ်ယူနိုင်ပါတယ်ကျွန်တော်ရဲ့ Facebook Twitter နဲ့ YouTube Channel တို့ကိုလည်း like and subscribe လုပ်ပြီးတော့လိုအပ်သူများကိုလည်းဝေဖန်ချက်ပြုလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်လားပါ